ဒီဘယ်လိုခေါ်မလဲမနေ့ကတော့ဒါပြောရင်မားလာကွဲတော့ဗောနော်အဲမားလာကွဲဒီမွေးနေမှာဗျာတိုက်ရိုက်ဆန်ဒီ3ည8ဟာလား8 3ည3ည8ကြီးထွက်တာထွက်လိုက်တာ3ည8 8 3ည၄အဲ့တော့မားလာနေနေဆိုရင်ဒါနမိတ်သူတို့ကနမိတ်တွေယုံနေလေအဲ့တော့ဟာဒါဆိုရင်တော့သွားပြီဝဝကွဲတနိုင်ငံလုံးမှာရှိတဲ့ဥမာမြို့ပေါ်မှာရှိတဲ့နေရာတွေတော်တော်များများကတနိုင်ငံလုံးပေါက်တာနော်ဟုတ်တယ်ဟုတ်တယ်မို့ထူးဆန်းတာကိုပြတ်တာဗောနော်ကျွန်တော်တွေဒါ တော်တော်မလုံးလုံးလို့ဟုတ်လားနောက်ပြီးထိုးလေထိုးတာလေထိုးလေထိုးတာလေမရှိမရှိတော့ဒါအောင်မသိလဲဒါပေမဲ့အဲ့လိုမျိုးအဲ့လိုကဏန်းလေထွက်တယ်လေဆိုတော့ဘာဖြစ်သွားလဲဆိုတော့တော်တော်များများပေါက်ကြတယ်ဗျာအဲ့မဲ့ထိုင်းနေပြေးကြတယ်နောက်ကော်မရှင်နေပြေးကြတယ်မနေ့ကတော့ဘယ်လိုခေါ်မလဲဒါကတော့ဟိုဒီမာလာနဲ့ပတ်သက်တာစစ်တပ်နဲ့ပတ်သက်တဲ့အဒီချဲအတိုင်းဝိုင်းကတော့မနေ့ကဝက်ဝက်ကွဲသွားအောင်ထိုင်းနေပါပြေးပါလေထိုင်းကထိုင်းအမှန်ဒါဆိုရင်အခုနမိတ်ပဲ ားလုံးမင်္ဂလာပါကျွန်တော်တို့သတင်းနဲ့စကားဝိုင်းဆိုတဲ့အစီအစဉ်ကနေပြန်လဲကြိုဆိုပါတယ်ကြိုဆိုလိုက်ပါအဲကျွန်တော်ဒီနေ့ကတော့ကျွန်တော်တို့ဘယ်ဟာလေးနဲ့အရင်စရင်ကောင်းမလဲဆိုတော့ကျွန်တော်တို့နမိတ်ရှိတဲ့အရာလေးနဲ့ပေါ့နော်နမိတ်ရှိတဲ့အရာလေးဆိုပေမဲ့ဒါပေမဲ့ကျွန်တော်တို့ရဲ့နိုင်ငံကောင်းဆောင်နိုင်ငံတော်တမင်ကန်ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့လေးမှာမွေးနေ့ပေါ့နော်မွေးနေ့ surprise အဖြစ်ကျွန်တော်ကမ္ဘာစံချိန်တင်ဗီဒီယို file လေးဒီပို့ကြတဲ့အတွက် အထူးပဲဝမ်းသာခိုးယူပါတယ်။ဟောပေါ့ကျွန်တော်မှန်းထားရတဲ့သတ်မှတ်ထားတယ်ကြော်ပါ။သတ်မှတ်ချက်က7000ပေါ့ဗီဒီယို7000ဒါပေမဲ့အခုဘလောက်ဖြစ်သွားပြီတင်လို့။အဲဘလောက်လောက်ရှိ။တသိန်း3000တသိန်း4000လောက်ဖြစ်သွားတယ်။ဒါလူလူရဲ့ထောက်ခံမှုလူလူရဲ့ထောက်ခံမှုအပြင်တသိန်းကျော်ပေါ့လူလူကဒီကျွန်တော်တို့ဒီဟိုဟာနိုင်ငံတော်အတိုင်ပင်ခံဒေါ်စန်းစုကြည်ပေါ့နော်အမေစုကိုသူကလူလူကထောက်ခံတဲ့အပြင်သူကချစ်မွေးပါတယ်ဗျတဲ့လားတအူးကမြေတာတအူးကစည်စနာလေ ဘလောက်ချိန်ဖွေးပါလဲလို့ပြောရလေမနေ့ကမနေ့ကဆိုရင်ပေါ့နော်နိုင်ငံတော်အတိုင်းနိုင်ငံတော်ဆန်းစုကြည်ရဲ့မွေးနေ့မှာသူကမွေးနေ့အသက်က80ကို80ဆိုတော့ကဲငါတော့ဈေးမရောက်တော့ဘူးဟာတဲ့ဒီနေ့တော့ဈေးရောက်ရမယ်အရင်လေးပေါ့နော်1000ရှိတာ1000ပြောပြအောင်ပဲငါအာဒါရန်ကုန်မှာတော့ရန်ကုန်မှာ1000ရှိတယ်အဲ့တထောင်ငါ900ထိုးလိုက်မယ်ငါ900ဓမင်းစားဖို့တားမယ်ပေါက်ပေါက်မပေါက်ပေါက်ဆိုပြီးတော့ထိုးလိုက်တာဘောဘောကွယ်ပေါက်ကြပါလေရော 3ည8 8 3ည8 3ည3ည8ဟဲ့ပေါ့3ည8ဆိုတော့အဲ့ဒါအဲ့လိုမျိုးဒီ8 3ည3ည8ထွက်တယ်ပေါ့နော်ဒါနှလုံးဒီတို့သုံးလုံးဒီဆိုတော့ဒါကောင်းတဲ့အရာတော့မဟုတ်ပါဘူးဒါပေမဲ့ဒီနှလုံးဒီတို့သုံးလုံးဒီတို့ရောင်းတာလေဒီမအလာရဲ့တပည့်တွေပဲအဓိကဟိုတိုင်းပြည်တပြည်မှာစီးပွားရေးကိုအရင်ဆုံးချွတ်ချော်ကြအောင်လုပ်တယ်တိုင်းပြည်ဆင်းရဲသွားပြီဆိုတော့မှသူတို့ကတိုင်းပြည်သူကိုဘယ်လိုနည်းနဲ့ချုပ်လဲဆိုတော့ အဓိကစီးပွားရေးစီးပွားရေးမပြေတဲ့အခါကျနိုင်ငံရေးကိုစိတ်ဝင်စားတော့နိုင်ငံရေးကိုစိတ်ဝင်စားတဲ့အခါကျရင်ကိုယ့်ရဲ့မိသားစုစာဝတ်နေညီတို့ကိုယ်တို့အရင်တော့ခံစားခဲ့ရတဲ့ဟာမျိုးကွာ88လည်းပြီးသွားတော့အဲ90 90 90လောက်ထိကိုအကိုတို့မှမိသားစုစာဝတ်နေရေးအတွက်ရုံးငန်ရတာဟုတ်တယ်ဟုတ်တယ်ဘာလို့ဒီအရုပ်ရုံးငန်မှသာလေမိသားစုစာဝတ်နေအဆင်ပြေမှသာနိုင်ငံရေးကိုမလှည့်နိုင်တော့တနိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုကနိုင်ငံရေးမလှည့်နိုင်အောင်သူကဒီစနစ်ကိုအရင်နှုန်းထဲက plan ချပြီးတော့အာနာရှင်ကလုပ်ခဲ့တာအဲ့တော့ဟိုဟာဗောဒီနှလုံးဒီတွေသုံးလုံးဒီဆိုတာကောင်းတာတော့မကောင်းပါဘူးမကောင်းပါဘူးဒါပေမဲ့မနေ့ကတော့ကောင်းတယ်ဘာကောင်းသွားလဲဆိုတော့အာလူလူကဘလောက်တောင်ဒီအမေစုကိုချစ်လဲမချစ်လဲမေစုရဲ့မွေးနေ့ကိုမွေးပြီးထိုးတာမဟုတ်ဘူးနော်ရဲတွေပါပေါက်တာနော်အဲ့တည်းအမဟုတ်ဘူးရဲမဟုတ်စစ်တပ်ဒီစစ်သားမယားတွေပါပေါက်တာအေးနိုင်ငံနေတယ်မှာအဲ့မှာသူ့မှာအော်လို့လည်းမရဘူးတိုင်းတွေထွက်ပြေးတယ်လို့ကြားတယ်တိုင်းတွေပြေးတယ်နောက်ပြီးတော့ ဒီချဲရောင်းနဲ့တော်တော်များများလဲဒါရဲနဲ့ပတ်သက်တာတို့စစ်တပ်နဲ့ပတ်သက်တာစစ်တပ်နဲ့ပတ်သက်တာတို့တော်တော်လိုင်းကြီးပေးလို့ရတာအဲ့တော့ဒီဘယ်လိုခေါ်မလဲမနေ့ကတော့ဒါပြောရင်မားလာကွဲတော့ဗောနော်အဲမားလာကွဲဒီမွေးနေမှာဗျာတိုက်ရိုက်ဆန်ဒီ3ည8ဟာလား7 3ည3ည8ကြီးထွက်တာထွက်လိုက်တာ3ည8 7 3ည8လေအဲ့တော့မားလာနေနေဆိုရင်ဒါနမိတ်သူတို့ကနမိတ်တွေယုံနေလေအဲ့တော့ဟာဒါဆိုရင်တော့သွားပြီဝဝကွဲတနင်္ဂနွေလုံးမှာရှိတဲ့ဥမာမြို့ပေါ်မှာရှိတဲ့နေရာတွေတော်တော်များများကတနင်္ဂနွေလုံးပေါက်တာနော် ဟုတ်တယ်ဟုတ်တယ်မို့ထူးဆန်းတာကိုပြတ်တာပါနော်ကျွန်တော်တွေဒါတော်တော်မလုံးလုံးလို့ဟုတ်လားနောက်ပဲထိုးလေထိုးတာလေထိုးလေထိုးတာလေမရှိမရှိတော့ဒါအောင်မသိလဲဒါပေမဲ့အဲ့လိုမျိုးအဲ့လိုကဏန်းလေထွက်တယ်လေဆိုတော့ဘာဖြစ်သွားလဲဆိုတော့တော်တော်များများပေါက်ကြတယ်ဗျာအဲ့မဲ့ထိုင်းနေပြေးကြတယ်နောက်ကော်မရှင်နေပြေးကြတယ်မနေ့ကတော့ဘယ်လိုခေါ်မလဲဒါကတော့ဟိုဒီမာလာနဲ့ပတ်သက်တာစစ်တပ်နဲ့ပတ်သက်တဲ့အဒီချဲအတိုင်းဝိုင်းကတော့မနေ့ကဝက်ဝက်ကွဲသွားအောင်ထိုင်းနေပါပြေးပါလေထိုင်းကထိုင်းအမှန်ဒါဆိုရင်အခုနမိတ်ပဲ အခုကဒီ3ည8ဟာလား7 3ညဒါထွက်တဲ့အတွက်ချဲတိုင်းနေပြေးတယ်ကော်မရှင်နေပြေးရတယ်ဟုတ်ပြီမကြတော့ဘူးမလာလေတည်ရတော့မယ်เนาะဒါဆိုရင်ဒီ7 3ညဒီဒေါ်လန်းစုကြည်ရဲ့အသက်80ပြည့်ရကျွန်တော်ကဟိုဗုဒ္ဓဘာသာမြန်မာလူမျိုးအယူသီးတာတော့မဟုတ်ဘူးအဲပေါ့အဲကျွန်တော်တို့ဒါဆိုရင်နမိတ်ကောင်းလေးတစ်ခုပေါ့မင်္ဂလာရှိတဲ့နေ့ဖြစ်သွားနိုင်တယ်။ဒါမျိုးပေါ့အဲ့တော့ဒီ မြမလူလူကိုမြမပြီမှာဟိုခုနပြောတယ်ပလန်ချပြီးတော့ဟာလာလူတွေအကျင့်စာရိတ္တပြက်ပြားအောင်အလုတ်ပြက်အကင်ပြက်အောင်နောက်ပြီးတော့အလွယ်လန်းအဲ့လိုလိုက်တတ်အောင်သူကပလန်ချပြီးတော့ဟိုဘယ်လိုခေါ်ဖြက်စည်းတာမြမပြီမှာအရင်ဆုံးဖြက်စည်းတာနှလုံးကြီးသုံးလုံးသုံးလုံးနောက်ဘောလုံးပွဲဟာလာဘောလုံးတိုင်းနေနောက်ပိုင်းဆိုရင်ဟိုဘောလုံးပွဲကြီးကြပြီလူတွေကအဲ့တော့ဒီနှလုံးကြီးထိုးတဲ့လူဆိုရင်လေကွာမနေ့အခုမိုးလင်းပြီ နှလုံးကြီးတွက်မယ်အရင်တော့ကြုံမှုတယ်မလားအဲ့လက်ပိတ်တယ်နှလုံးကြီးတွက်မယ်ပြောင်းလဲစာရုံးနဲ့ဘောပဲနဲ့တွက်ပြီးရင်အနည်းလေထိုးမယ်ထိုးပြီးလို့ထွက်ပြီးလို့ရှိရင်နောက်တစ်နှုတ်ထက်ထွက်တယ်ဟာထက်ထွက်ပြီးတော့ညက်နေပြန်ထိုးကြတယ်ဟုတ်ပြီဒါနဲ့လေဘောလုံးပဲသမားလည်းဒီလိုပဲစနေတနေ့ကလေးဆိုဒီနေ့မန်ယူရှိတယ်နောက်နေ့ကအာဆင်နယ်လီဗာပူးအဲ့တော့အဲ့လိုလူတွေကသူကအဲ့မှာပဲဗျာတာယာသွားပြီတဖက်မှာနိုင်ငံရေးမှာဘာဖြစ်လဲသူမသိတော့ဘူးမသိတော့လွတ်ပေးထားတယ်လားဟိုရက်ွက်ထဲမှာဘသူဆုံးသွားလဲဘသူကတော့မင်္ဂလာဆောင်သွားပြီလဲဒါလည်းမသိတော့ဘူးသူတို့ ဘောလုံးပွဲသမားဆိုရင်လေသူကဘောလုံးပွဲပဲထိဝင်သားတယ်ချဲသမားရဲ့ဒီလိုပဲချဲတွန့်လာသူက body နေဖြစ်လာတယ်ဘာလို့လဲဆိုတော့ဒီလိုနှလုံးရောင်းတဲ့လူသုံးလုံးရောင်းတဲ့လူကအာချမ်းသာသွားတယ်ဆိုတာလေမှန်တယ်ဒါပေမဲ့ဟိုဘောလုံးပွဲကြီးတဲ့လူတွေကျွန်တော်အပုတ်ခတ်တာလည်းမဟုတ်ဘူးကြီးတဲ့လူတွေကိုလည်းမပြောပါဘူးဒါဘောလုံးကိုကျွန်တော်လည်းဝါသနာပါတယ်ဒါပေမဲ့တလက်လူစနစ်တကျဖြက်စည်းတဲ့ဟာကြီးကိုပြောပြတာအဲ့တွင်လည်းကိုသွားမဝင်နဲ့သူကအာနိုင်ငံမှာကကျွန်တော်တို့ဒီ ဒီမိုကရေစီစနစ်ကိုသူတို့ကမကြိုက်တဲ့အခါကျတော့သူတို့ရဲ့အာဏာရှင်စနစ်တည်ဆောက်ဖို့အတွက်ဆိုရင်အဖက်ဖက်ကယူရင်းနေပြည်သူလူထုကြားထဲမှာဘာတွေယူရင်းနေလဲဆိုတဲ့ဟာကိုသူတို့ကမြင်တယ်မြင်တဲ့အခါကျတော့သူတို့ကပလန်နဲ့ပလန်နဲ့ဥပမာအာဏာသိမ်းပြီးစပြီဆိုတော့ ਨੇ ဘာကိုစလုပ်လဲဆိုတော့အဲကျွန်တော်ဖုန်းဆက်သွယ်မှုတွေအရင်ဆုံးစပြတ်တယ်ဟလာဒါဒါဒါစနစ်ပေါ့နော်ဒုတိယတစ်ချက်ဘာကိုဖြတ်လဲအင်တာနက်သုံးပြူ speed တွေ short ချဖြစ်တယ်မဟုတ်ကျွန်တော်ကျွန်တော်နိုင်ငံမှာ speed မတင်နိုင်လို့လားမဟုတ်ဘူး ကျွန်တော်ဒီ internet speed ကိုတို့က short ချပစ်တာ short ချပစ်တာကလည်းဘသူတွေကို short ချပစ်တယ်ဆိုတော့ပြည်သူလူထုသုံးမဲ့ဒီဟွာတွေကိုအကုန် short ချပစ်တယ်အဲ့မှာမှာတစ်ဆင့်ချင်းအာပိတ်တာရှိမယ်တော့ wifi တွေကိုလည်း speed အဲတို့ဒီကောင်က internet snick ကို digital snick ကိုအရင်ဆုံးဖြတ်လိုက်တယ် digital snick ကိုဖြတ်ပြီးတော့မှရှစ်ကုန်ကုန်ပြောရရင်ကျွန်တော်တို့အနာသိမ့်တဲ့ညမှာအဒါကျွန်တော်တို့ကြားထားတဲ့တဲ့မှာနော် ာနာသိန်းနဲ့ညမှာဆိုရင်ကျွန်တော်တို့ဒီ MICD batch ထဲမှာရှိတယ်အင်တာနက်စင်တာတွေရှိတယ်အဲ့စင်တာတွေအကုန်လုံးကိုတို့စစ်တပ်နဲ့ဝင်စီးထားတယ်စီးတဲ့စီးပြီးတော့တနက်ထောက်ပြီးတော့ MIDI speed ကိုဒီလောက်ရှော့ဒီချိန်မှာဒါဖြတ်ရမယ်မနက်၄နာရီထိုးတာနဲ့ line ဖြတ်ရမယ်နောက်ဆုံးမြမတက်မှာသိန်းညတော့မှတနက်နဲ့မိသားပြောอืมဒါချင်းညသူကဒါမျိုးတွေရှိတယ်ဗောနော်အဲ့တော့ဒီခုနကျွန်တော်ပြောသူဘောလုံးပွဲကြီးတဲ့လူတွေကျွန်တော်စော်ရတာမဟုတ်ဘူးတချို့ရှိတယ်သူရက်ွက်ထဲမှာပဲဘုံပေါ်သွားတယ်ဟာလား ပြစ်ခတ်မှုတွေဖြစ်တယ်သူ့ရွာထဲမှာပဲဖြစ်တယ်လူတွေတည်သွားတယ်ဒါပေမဲ့ तू အဲ့ဒါကိုအာရုံမရှိဘူးဘောလုံးမွဲတရားဘာဝဲရှိတယ်ကျွန်တော်ကပွင့်လင်းပြောမယ်တပတ်သက်ပြောတာတော့မဟုတ်တော်လိုင်းကိုကျွန်တော်တို့ကျွန်တော်ကတကယ်ဟိုတော်ဟိုဘယ်လိုခေါ်မလဲဇာတိသွေးဇာတိမှန်နေအဲ့လိုမျိုးကြီးတော့မဟုတ်ဘူးကျွန်တော်ဒီတော်လိုင်းကြီးမှာကျွန်တော်တို့ဒီပါမယ်ဘာလို့ဒီတော်လိုင်းကြီးမှာကျွန်တော်မပါရင်ကျွန်တော်ရဲ့အသက်ယူရနောက်ဆိုရင် မပါနိုင်တဲ့အနေထားရောက်ပြီဗျာကိုကိုရဲ့အဲကိုရီဘတ်မပါခဲ့ဘူးဆိုရင်ကိုရဲ့နောက်ကနေတာသမီးမြေမြေတည်းမေးမယ်မေယူတော်လည်းတော့အဖိုးတို့အဖေတို့မလုပ်ကြလဲဆိုဒီဆက်ဒီဆက်ပြီးွားရဲ့အယ်ဖာတို့လာဟုတ်အဲ့ကြရင်ပြောစရာမရှိဘူးတော့ဟိုအဲ့ကြရင်ဟဲ့အဖေကတော့အဲ့တော့ဘောမှားသိပြီဟုတ်ပြီတော်လည်းမှာဘယ်နေရာပါခဲ့လဲโอเคအဲ့တော့ဟိုပွင့်ရင်ပြောမယ်ကျွန်တော်တို့ကျွန်တော်ကဟိုတစ်ဖက်သက်ပြောတာတော့မဟုတ်ဘူးဘောလုံးကလည်းကျွန်တော်တို့အချိန်မရှိဘူးချဲလည်းအချိန်မရှိဘူး ော်လိုင်းအိမ်ပြန်ပြန်ပြီးအောင်လုပ်မယ်ကျွန်တော်တို့အိမ်ပြန်မယ်ဟလားအိမ်ပြန်တဲ့ခါကျရင်ဘောလုံးဝဲဝဲကြည့်ကြည့်ချဲပဲထိုးထိုးဘာပဲလှုပ်လှုပ်ဗျာအခုဆိုရင်တော့ဘောလုံးကိုတော်တော်ဝါသနာပါတယ်ဟိုဒါပေမဲ့ကျွန်တော်အဲ့လိုပြောလိုက်လို့အခုထိရင်လည်းထိသွားမယ်ဘောမထိပါဘူးတဲ့ပါဘောထိပါဆိုတော့အခုကဘောလုံးဝဲဝဲကြည့်ဘောလုံးကြည့်တဲ့ဘောလုံးပွဲကို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 တိုင်ကန်တာတို့ကိုကဘောလုံးကိုကြည့်တာတို့လောင်းတာတော့ဝါသနာပေါ့လှုပ်လည်းမလှုပ်ခဲ့ဘူးဘောလုံးဘောလည်းမလောင်းခဲ့ဘူး။ဒါပေမဲ့ကိုလောင်းလည်းအိမ်မောဆင်းရ။လောင်းလည်းအိမ်မောဆင်းရပါ။ဆင်းရ။အဲ့လိုအနေသားကြီး။အဲ့လိုအနေသားကြီး။အဲ့တော့ကျွန်တော်တို့ကဒီ ဒေါ်လာရေးနဲ့ပတ်သက်တဲ့ဟာလေးတွေကိုအဓိကတော့ဒီစီဇန်လေးကိုလုံးဖြစ်တာတော့ဒါလေးကိုနားထောင်ပြီးတဲ့ကြီးပြတဲ့ဆိုရင်ဒေါ်လာရေးမှာဘလို့အရွေ့နဲ့သွားနေလဲဆိုတဲ့ဟာလေးကိုသိစေချင်တာဒါပဲချက်ဘလောက်ပဲကောင်းမကောင်းမနေရတော့ကောင်းတယ်မနေရတော့ကောင်းတယ်ကောင်းတယ်ဂျန်တဲ့ချိန်တော့ကျွန်တော်တို့ဟိုအာမပေးဘူးအာမပေးဘူးမနေရတော့တော့အာပေးတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရမ်းချစ်ရတယ်ကျွန်တော်တို့ရဲ့အမေပေါ့နော်ကျွန်တော်တို့ရဲ့ဒုတိယအမေနိုင်ငံမိခင်ပေါ့နော်ဒုတိယအမေနိုင်ငံမိခင်လို့တင်စားထားတဲ့အမေတယောက်ရဲ့မွေးနေ့အဲ့ပေါ်နိုင်ငံအတွက်ကောင်းရအောင်ကောင်းအောင် လမ်းကြောင်းတွေကိုပြတ်တာပြီးခဲ့တယ်လမ်းညွန်ပြီးခဲ့တယ်နောက်တစ်ခုကအကိုကအတချော့ပြောတော့ဟာမင်းတို့ကိုယ်မေဘယ်ကိုချစ်ပါဘာလို့သူသူများတကောင်ဟာအမေအမေမဟုတ်ဘူးအဲ့ဒါ Facebook မှာတော်တော်အကိုအဲကျွန်တော်အယူဆနဲ့ကိုကြီးတပါလဲရေးတာကျွန်တော်အယူဆနဲ့ကျွန်တော်ပြောမယ်နော်ကျွန်တော်တို့အမေကကျွန်တော်တို့ငွေးတယ်မှန်တယ် With me game သမင်းကျွေးတယ်ဟိုဘက်ကြောက်တက်ဖို့ဘာညာလုပ်ပေးမယ်ဒါပေမဲ့ကျွန်တော်တို့အမေမလုပ်ပေးနိုင်တဲ့အတိုင်းဓာတ်တွေကိုအဲ့ဒီလူလူကောင်းဆောင်ဆိုတော့အမေတော်စန်းစုကြည်က လုံပြီးတာအများကြီးရှိအဲ့ကျွန်တော်တို့မွေးထားတဲ့အမေတွေမလုတ်တက်တဲ့အရာတွေနော်ဒါကြောင့်မလို့ကျွန်တော်တို့အမေလိုပဲဥပမာလေးရှေ့ဆောင်လမ်းပြအဓိကတော့ရှေ့ဆောင်လမ်းပြကျွန်တော်တို့ကတင်စားတယ်အဲနိုင်ငံမိခင်ဖြစ်တဲ့အတွက်နိုင်ငံတော်ရဲ့သွားနေတဲ့လမ်းကြောင်းပေါ်မှာအချို့အရာတွေမှာအရန်ကောင်းတဲ့အရာတွေအများကြီးရှိတယ်အဲတချို့လည်းကြိုက်ချင်မှကြိုက်တချို့ကတော့ကြိုက်ချင်မှကြိုက်လိမ့်မယ်အဲဒီလိုမျိုးပြောလို့အဓိကတော့လူကကျွန်တော်တို့ကစိတ်ကနှမျိုးကွဲတာဗျာနော်အခုပြဿနာဖြစ်တဲ့ ဒါနာကိုကြည့်လိုက်မယ်ဆိုတိုင်းပြည်အတွက်ကိုလှုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီကြက်ခိုင်ရင်းနဲ့ NLD နဲ့နှစ်ခုရှိတယ်ပေါ့နော်။ကျွန်တော်နိုင်ငံမှာပါတီနှစ်ခုအားပြိုင်တယ်။အားပြိုင်တဲ့အခါမှာ NLD ကတောင်ပြိုကမ်းပြိုနိုင်တဲ့အခါမှာကြက်ခိုင်ရင်းကြီးကျွန်တော်ကြမ်းဖို့တော့မခေါ်ဘူးနော်။ဒါခင်ဗျားတို့ဟိုဟာဖြစ်လို့ပြောတာပေါ့နော်ဘလုခွန်ကျွန်တော်တို့ကနန်သားတုံးပေးတာပေါ့နော်။ဘလုခွန်လည်းကျွန်တော်တို့ကစကားပြောတန်တန်ချင်းပဲတန်တန်ချင်းပဲပြောတယ်။ကျွန်တော်တို့ဟိုပုတ်ခတ်မယ်ဒါပေမဲ့တန်ချင်းဆိုတာပုတ်ခတ်မယ်။တော့အားပြိုင်တဲ့အခါမှာ NLD ကတောင်ပြိုကမ်းပြို2020ရွေးကောက်ပွဲမှာနိုင်တယ်။ Okay အဲ့ဒါကိုဘာလို့မဲလိန်မီးခိုးရဲဆိုပြီးတော့အာနာရှင်ဖြစ်ဖို့အတွက်ကြက်ခိုင်ကြီးကအများဆုံးစစ်တပ်ကိုတွားပြီးတွန်းအပ်ပေးတယ်။တွန်းအပ်ပေးတယ်။အာနာသိမ်းမှုဟုတ်ပြီ။အဲ့တော့အဲ့တော့ကြံတဲ့ပါတီလေးမပါဘူးလားဆိုတော့ပါတယ်ပါတယ်ပါတယ်ခုနကလိုဟိုပါလေဟိုဖဏ္ဍတစိပါတီလိုပဲအဲဘယ်လိုဖဏ္ဍတစိပါဟုတ်တယ်ပြီးတော့လို့ဖဏ္ဍရှိတယ်ဟုတ်ကဲ့ဟုတ်လားဖဏ္ဍရှိဆိုတော့အဲ့တော့ကျွန်တော်ပြောချင်တာကတော့ဗျာအဲ့တော့ဒီလိုတွေလုတ်ခဲ့လို့ကျွန်တော်တို့အခုလိုတော်လိုင်းရေးကာလ၄နှစ် ဒါကလာ9နှစ်တွင်းမှာရောက်ရှိခဲ့ရင်အဲ့တော့ကျွန်တော်ပြည်တွင်းမှာဘာတွေပျက်စီးနေလဲဆိုတဲ့ဟာလေးကိုသိသိချင်းတယ်ဟိုတနေ့ရဆိုရင်မနေ့ရတော့မဟုတ်တနေ့ရပေါ့နော်တနေ့ရဆိုရင်ကျွန်တော်တို့မြောင်းမြမှာကလေးတွေက7နှစ်နဲ့7နှစ်လောက်ပဲရှိသေးတယ်မိန်းကလေးမိန်းကလေးတွေအုပ်စုဖွဲ့ပြီးတော့ကောင်မလေးတယောက်တည်းကိုဟောပါးတွေရိုက်ပါးတွေရိုက်တာနင်ငါ့ကိုဘာလုပ်ပေးရမလဲနင်ပြန်တင်ပေးရမလဲအဓိကတော့ဘာလဲဆိုဆိုရှယ်မီဒီယာကိုတုံးတဲ့ခါမှာအဲဆိုရှယ်မီဒီယာကြီးကောင်းချင်းတုံးတာလားမကောင်းချင်းတုံးတာလားဆိုတော့ ဲ့မှာကွာတယ်အဲ့ဒီမှာဘာတစ်ချက်ကွာတယ်ဆိုတော့လူတွေရဲ့စိတ်တွေရိုင်းပြမှုဖြစ်လာအောင်တယောက်နဲ့တယောက်လေးစားမှုမရှိဘဲ respect ဆိုတဲ့ဟာကိုမသိအောင်အာနာရှင်စနစ်ကလုတ်ခဲ့တာဖြစ်တဲ့အတွက်တယောက်နဲ့တယောက်နဲ့ရိုင်းပြရမယ်ဥပမာညို့လည်းကိုကရိုင်းပြရတယ်ကိုကညီရလည်းကိုကရိုင်းပြရမယ်တော့တယောက်နဲ့တယောက်လေးစားမှုအားကိုထားရမယ်ငယ်တာကြီးတာနဲ့မဆိုင်ဘူးတုံတင်ဆုံးမမှုနဲ့လည်းဆိုင်တယ်အဲ့တော့ကျောင်းမှာရှိတဲ့ဆရာဆရာမတွေကဒီကလေးတွေပညာတတ်အောင်ဒီကလေးတွေကအသိပညာရှိအောင် မလုတ်ခဲ့လို့ဒီကလေးတွေရိုင်းဆိုင်သွားတာအုပ်စုလိုက်ပါရိုက်တာနော်อืมအုပ်စုလိုက်အဲ့အဲ့ဒီအုပ်စုလိုက်ဖြစ်တော့အဲ့ကလေးမလေးကိုကအဲ73နှစ်ပဲရှိသေးတယ်ကလေးမလေးကိုဒီစစ်ကြောရေးဝင်တဲ့ပုံနဲ့ပုံစံမျိုးဒီအရွယ်နော်ဒီအခမ်းအနားကလေးလေးကိုခမ်းရတဲ့ကလေးကိုဥမာရိုက်တဲ့ကလေးတွေရောခမ်းရတဲ့ကလေးတွေကိုခုံခေါ်ခုံခေါ်သူကတက်တနာဖြည့်ရှင်းဖို့ဖြည့်ရှင်းနေရကြတော့ဟိုတရေခမ်းအောင်ဥမာထားလိုက်တော့တရေခမ်းတော့တရေလိုထားတော့ပေါ့နော်ရှင်းနေတယ်ဖြည့်ရှင်းတယ်လို့ခေါ်ရတယ်နှစ်ဦးနှစ်ဖက်စကားကိုနားထောင်ရတယ် ပြီးတော့မှဟိုဘာလို့အဖြည့်ပေးရတယ်ပေါ့နော်ပြီးတော့မှကောက်ချက်ချရတယ်အမှန်နဲ့မားတယ်ဆိုတာအခုကဒီ73နှစ်သမီးလေးကိုပားရိုက်လိုက်တဲ့ဟာကိုအုပ်စုလိုက်ရတာကိုအုပ်စုလိုက်ကိုအရင်မခေါ်ဘဲနဲ့ခံရတဲ့ကလေးကိုအရင်ခေါ်ပြီးတော့အဲ့ကလေးကအခု trauma ရဟိုတကားပိတ်ပြီးတော့ပိတ်ပြီးတော့ဒီကျောင်းဆရာဆရာမတွေကကျဲမှာခေါ်ပြီးတော့အေးပညာရေးမှုဂျုံကန်းကြီးမှာဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ထင်တာကတော့ဒီပါရိုက်တဲ့ကလေးတွေ ਆ ပေါ့နော်ဒါတူးဦးတယောက်ယောက်နဲ့တော့ပတ်သက်မှုတော့ရှိမယ်ဟုတ်ကဲ့ မပတ်သက်ပတ်သက်မှုမရှိဘဲနဲ့မရှိဘဲနဲ့တော့ဒါမျိုးမလုပ်ဘူးဒီခိုင်းရတဲ့ကလေးကဒါသူကအပြည့်မဲ့ဗျာရေရိုးလိုက်တာတော့ဒုံးဝပြည့်ဆက်တယ်အဲ့တော့ခုနလိုဒီတကယ်ကျူးလွန်တဲ့လူကိုကြတော့မခေါ်ဘဲနဲ့ခိုင်းရတဲ့လူခေါ်တယ်ဆိုတော့ဒါတခုခုနဲ့ပတ်သက်မှုရှိတယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာတရားမျှတလားမမျှတလားဆိုတာအဲ့ဒီရံပွဲကိုပဲကြည့်အဲ့မဖြစ်ခင်မှာအခုတို့မန်းလေးမှာဟိုတခါပြောလိုက်တယ်မှာမန်းလေးမှာကလေးတွေဆိုင်ငယ်စီးနေကလေးတွေကိုထိုးလာကန်လာကြောက်လာဆိုအဲ့ရွယ်တွေကလည်းဆက်ကြောက်ဆက်ကော ဘယ်လောက်ပဲရှိသေးတယ်အခုဒီကလေးတွေက73 74 14အလုံးအလုံးဆုံး14ပေါ့ဆိုတော့ကျွန်တော်ဒီလိုအရွယ်တွေကနေဒီလိုဗီဇာမျိုးတွေပါလာပြီဆိုရင်တိုင်းပြည်ရဲ့နှောင်ကြီးကဘယ်လောက်ဒီဆိုးရိမ်စရာကောင်းလဲတွတ်အဲ့လိုမျိုးကျူးလွန်တဲ့ကလေးတွေပေါ့နော်အဲ့လိုမမဲရရင်ကျူးလွန်တဲ့ကလေးတွေကိုကျွန်တော်တို့ကဘာလုပ်ရမှာသိရလုံးဝဟိုနားလဲအောင်ပြောပြရမယ်ဒီပြဿနာကိုဖြေရှင်းရဘာလို့ဆိုအဲ့ဒါမအားလက်သစ်တွေအာသိကြတယ်အဲ့လိုမအားလက်သစ် ဲ့ဒီဟိုတတ်တတ်ခါတို့လက်သက်ပုံစံမျိုးတွေအေးပါအေးပါအဲ့ဒီဇိုင်းတွေလာမှာပြောချင်ရတာဒီလိုပေါ့နော်တကယ်လို့ဒီကလေးတွေကိုတို့ကမွေးမြူထားပြီးတော့ဒီကလေးတွေကိုမွေးမြူထားပြီးတော့အစ်ညာအမားတွေများထည့်လိုက်လို့ရှိရင်ဒီကလေးတွေကနောက်တက်လာမဲ့မျိုးဆက်တွေမှာ အခုလိုမအားလာလို့တတ်တတ်ခိုင်လို့လို့ပုံစံမျိုးတွေဖြစ်လာမှာမဟုတ်ပြအခုကဒီចောင်းဆရာတွေဆရာမတွေပညာရေးမှုတွေကဒါမျိုးခံရတဲ့ကလေးကိုကျတော့အခန်းပိတ်ပြီးတို့စစ်တယ် လုတ်တဲ့ကလေးကိုကြတော့စစ်တဲ့အတမ်းပြဟုတ်ပြီဒါကတော့တူတူယောက်နဲ့ပတ်သက်မှုရှိရင်လည်းရှိမယ်ဒါတို့ရဲ့အမျိုးတော်ရင်လည်းတော်မယ်ထားလိုက်တော့ဒါပေမဲ့ဒီလိုပုံစံမျိုးကြီးကဘာဖြစ်လဲဆိုတော့အခုဒါပေမဲ့ဆရာဆရာမအတုတွေဗျအစ်စ်တွေကတော်တဲ့ရောက်တဲ့လူရောက်ကုန်ပြီလွတ်မြောက်ရောက်တဲ့လူရောက်ကုန်ပြီဟာပြောတာလေအတုတွေအဲ့တော့ဆရာမကောင်းတော့တပည့်ကောင်းအဲ့တော့ဒီလိုဆရာတွေဒါဆက်ပြီးတော့ဒီပညာရေးမှာဆက်နေမယ်ဆိုရင် ဒီမှာပြည့်ပညာရေးရတိုးတက်စရာအကြောင်းလည်းမရှိဘူး။အဲ့ဒီကအဲ့လိုပုံစံဖြစ်နေ။ပညာရေးကအဲအရသာဆိုးက9မိနစ်တာကာလမှာပညာရေးစနစ်ကတော်တော်ကောင်းလာတာ။တော်တော်ကောင်းလာတာရေနောက်ကဒီစနစ်တန်းထိရောက်လာတဲ့ဟာမျိုးပေါ့နော်။ပညာရေးစနစ်ကောင်းလာတယ်၊သင်ပြမှုစနစ်တွေအရန်တိုးတက်လာတယ်။အခုမားလာအုပ်ချုပ်တဲ့အထားပါတော့အုပ်ချုပ်တယ်ပဲထားလိုက်ပါတော့ဘာလို့လဲဆိုတော့သူကကျွန်တော်တို့မားလာဖြက်စီးတဲ့ကာလဖြက်စီးတဲ့ကာလမှာပေါ့နော်။သူက6လတစ်ချိန်6လတစ်ချိန်ကိုတက်တန်းတိုးပြီးတော့ခုနှစ်ခါရှိသွားပြီနော်။ အမှန်ဟိုကလည်းဖြစ်နေကွာကျောင်းနိုင်ငံသားသွားလို့ဖြစ်နိုင်ငံသားသွားတယ်နေနေရက်ပြည့်ကနေကြရင်တိုင်ယုံမှာသွားပြီးတော့ဗီဇာတက်တန်းတိုးသွားအော်အဲ့တော့ဒီမြန်မာစစ်တပ်ကဗျာကိုယ်နိုင်ငံမှာ6လနေဖို့အတွက်ကိုအဲ့လိုအခမ်းအနားကြီးနဲ့ဥမာတက်တန်းထက်တိုးသွားတယ်အဲ့တော့ तू ကဘယ်အခြေအနေရောက်ပြီလဲဆိုတော့ပြန်သိဖို့လိုတယ်နော် ကိုတိုင်းပြည်မှာနေဖို့အတွက်ကိုကိုတိုင်းပြည်ရဲ့စစ်တပ်ကထောက်ခံစားပြန်ယူရတဲ့ဟာအဲ့ဒါအဲ့ဒါရည်စရာလေးတွေးမိလို့ပါက မာလာကိုတိုင်းပြည်မှာကိုနေဘူးတွေ့6လတက်6လတန်အခုခုနှစ်ခါရှိပါပြီတိုးရတာအဲ့တော့ဒါပြောပါမယ်တိုးရတယ် तू ကဒီလို तू ကသူ့ကိုပြန်တိုးလိုက်တာအော်အဲ့ကိုတွေ့ဘူးလားကဘာမှာအဲ့လိုတွေ့ဘူးကဘာမှာ तू တွေ့ဘူးလားတော့2ယောက်တော့ရှိပါပြီဒေါ်နယ်ထရန့်လည်းအဲ့လိုပဲတိုးတယ်ဟုတ်လားတစ်တော့ကိုတစ်တော့ကိုစရောက်ရောက်မလားတရုတ်ကိုစတိုက်တဲ့အချိန်မှာ तू တက်တဲ့အချိန်မှာတစ်တော့ရောက်မလားမရောက်လားမရောက်ဘူးဆိုလုံးဝဘန်းမယ်ပေါ့တော့ဘန်းမယ်ဆိုတော့အဲ့မှာစကားတွေပြောလဲပြောတာဒေါ်နယ်ထရန့်တစ်တော့ကဲစကားပြောနေတဲ့အချိန်မို့လို့တဲ့ တင်းတော့3လထတ်တုံးပေးတယ်တတအခုနောက်တဲ့3လထတ်တုံးပေးအဲ့ဒါကိုပြန်တွေးကြည့်အာမာလာလေတိတော့လို့ပြစ်တယ်ဒါပေမဲ့အခုမဟုတ်ဒေါ်လန်ထရန့်နဲ့မာလာနဲ့လို့မနိုင်နဲ့ဘူထရန့်သူ့ရဲ့အများကြီးကဟုတ်ထရန့်ကိုနိုင်တာမဟုတ်ကတိတော့နဲ့နိုင်တာကတိတော့ဆိုတာကတိတော့ကတရုတ်ကုန်ပြထုတ်တာကဒေါ်လန်ထရန့်ဘန်းတယ်ဘန်းတဲ့ခါကျတော့သူကစကားပြောတဲ့အချိန်မှာသူကတက်တန်းတိုးပေးတာအခုတိတော့ဒေါ်လန်ထရန့်နဲ့ပြန်တိုးပေးတာပေါ့ဆိုတော့အဲ့လိုမျိုးဖြစ်နေမာလာတိတော့လိုမျိုးဖြစ်နေ ူရဲ့အသက်ရှင်မှုအတွက်ကသက်တမ်းတိုးတာခုနကကြီးသွားတယ်6လတစ်ချိန်6လတစ်ချိန်သူဒီလိုလေးကိုယ့်အိမ်မှာကိုယ်အိပ်ဖို့ဗျာအစဉ်ကိုယ့်ဘက်ကိုပြန်တိုင်ရတဲ့ပုံစံဖြစ်နေဒါပါတော့အဲ့တော့သူ့အနေထားဘယ်လောက်ရောက်သွားကြီးလဲပြည်သူကိုပြည်သူကိုအစဉ်စစ်တယ်ဆိုတဲ့ဟာကအဲ့ဒီမှာသူလည်းပြန်အဲ့ဝိလေတာနော်ပြည်သူတွေဥပမာကိုယ့်အိမ်မှာကိုယ်အိပ်တာပဲဒါပေမဲ့အစဉ်တိုင်ရတယ်အခုမားလာလေဒီလိုပဲချက်ချင်းလေလား6လတစ်ခါသူကတိုင်ရတယ်ဟုတ်လား6လတစ်ချိန်တက်တန်းတိုးရတဲ့အစစ်ဆိုတာနိုင်ငံကို ဖြက်စီးနေတဲ့လူကဒီလိုတိုးရတယ်ဆိုတော့တွက်ကြည့်လိုက်တော့သူစတဲ့အနေတော့အဲ့မှာသဘောပေါက်တော့အခုနေရာတကာမှာနေရာတိုင်းမှာတိုက်ရင်ရုံးတယ်ဘာလို့လို့အဆင်မပြေဘူးဒါပေမဲ့ तू ဘာတက်လဲဘာမှမတက်ဘူးခုနဟိုကျွန်တော်ခုနအနီတွေအစိမ်းနေဆိုလို့ကျွန်တော်တို့အနီအတွက်တိုက်နေတာမဟုတ်ဘူးနော်အစိမ်းအတွက်လည်းတိုက်တာမဟုတ်ဘူးအစိမ်းအတွက်လည်းမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့အခုတော်လိုင်းကြီးကအနီနဲ့အစိမ်းနဲ့တိုက်နေတဲ့ပွဲမဟုတ်ဘူးဒီဆရာတော်မင်းတုံညဗုဒ္ဓတက္ကသိုလ် သူပြောတဲ့စကားအရာပြောမယ်ဆိုရင်ကျွန်တော်တို့ကအတ္တမကိုတိုက်နေတာဓမ္မနဲ့အတ္တမကိုတိုက်နေတာဒါပဲအခုကဓမ္မနဲ့အတ္တမနဲ့တိုက်တဲ့ပွဲတိုက်တဲ့ပွဲအနီနဲ့အစိမ်းနဲ့တိုက်တဲ့ပွဲမဟုတ်ဘူးဒါကခုကကျွန်တော်ခုနပြောပြတယ်ဆိုတော့ကပါတီနာမည်တွေထည့်ပြီးပြောတယ်ဆိုတော့ကအာလုတ်ခဲ့တဲ့ဟာလေးမကောင်းလို့ဟာလုတ်ခဲ့တဲ့ဟာလေးပေါ့နော်တကယ်လို့တောင်မြောက်ကမှာမဲနိုင်တယ်မဲမဲခိုးတယ်ဆိုရင်လေအဓိကစင်းစရာနဲ့လုတ်ပြီးတော့ကလင်ကင်ချက်မလုတ်ဘဲနဲ့ယူယူစီမှာဟိုမှာဟိုကျွန်တော်တို့ဒီ မဲဆန္ဒရေးဖို့ကော်မရှင်တွေရှိတယ်ဒါကော်မရှင်တွေရဲ့ဆုံးဖြတ်ချက်ကိုလက်ခံရမှာလေသူတို့ဘဇက်ကပါတီပြောခဲ့ဘူးလေကျွန်တော်ကမင်းအွန်လိုင်းကိုယ်တိုင်ပြောခဲ့တာမအားလာကိုယ်တိုင်ပြောခဲ့တာကျွန်တော်ကတော့ပြည်သူလက်ခံရင်အခုထောက်ခံပါတယ်ဆိုပြီးတော့မဲထည့်ပြီးတော့အထွက်မှာတင်းကြံတဲ့တခုမှာဗီဒီယိုဖိုင်လေးနဲ့ပြောခဲ့အခုတည်းလေးရှိတယ်လေအခုတည်းဒီအဲ့ဒါလေးလည်းရှိတယ်ဆိုတော့အဲ့ဒါဘာလို့လက်မခံတာလဲပြည်သူလက်ခံထားပြီ why เนาะ မဲခိုးတယ်ဆိုရင်အဲ့ဒါဆိုတက်တယ်ပြရွှေမီတက်တယ်ဦးပြယူစီကစုံပြချက်ကိုခမားတို့လိုက်နာအမှာအဲ့လိုမလိုက်နာခြင်းလို့ခမားတို့အာနာသိမ့်ခြင်းလို့လုတ်ခဲ့တဲ့အမားဆိုတာကို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 ဝန်ခံသိမ့်မဟုတ်ပြအဲ့ဒါလေအခုဓာတ်ရက်ဘာကြောင့်လောဘကြောင့်ဖြစ်တယ်ဆရာဘာကြောင့်လဲဆိုအဒီအရသာအစိုးရတဲ့ဆက်ပြီးတော့နောက်တစ်ချိန်အစိုးရထပ်ပြီးတော့လုံမယ်ဆိုရင်အသူတို့ရှိရပစ္စည်းတွေပြန်သိမ့်မလားပိုက်ဆိုင်မှုတွေပဲပြန်ပြီးရမလားလောဘလောဘမတရားယူတာလေဟာလေ ဥပမာဟိုဟာဗောစစ်သားစီစစ်သားအလုတ်လုတ်ရင်ဘယ်သူမှဘာမှပြောဘူးဟလာသမရစီသမရအလုတ်လုတ်ရမယ်စစ်သားစီစစ်သားအလုတ်လုတ်ရမယ်ဘုံကြီးစီဘုံကြီးလူပြန်သွားစီလူပြန်အလုတ်လုတ်မယ်မှတ်ပါတယ်ဘုံကြီးစီဘုံကြီးလုတ်လုတ်ရမယ်တချို့ကပြောတယ်အာတင်ငိုင်းဝယ်တာမဟုတ်ဘူးဒီတိုင်းမြန်မာနေတာလေဒီတိုင်းပြည်မှာနေပြီးတော့ဒီတိုင်းပြည်ကကိစ္စကိုကိစ္စမဟုတ်လို့ရှိရင်တော့မင်းဒီတိုင်းပြည်မှာမနေနဲ့ကျွန်တော်ဒီလိုပဲပြောမှာဆိုတော့ဟိုကျွန်တော်တို့နိုင်ငံကဗုဒ္ဓဘာသာ အဓိကကိုးကွယ်တဲ့နိုင်ငံပေါ့နော်ဗုဒ္ဓဘာသာကိုးကွယ်တဲ့နိုင်ငံမှာဗုဒ္ဓဘာသာကဘာလို့ဆင်းရဲနေတာလဲဆိုတာကိုဒါဆက်ကြည့်မယ်ဆိုရင်တားဆင်းရဲွားတယ်ဗျာကျွန်တော်တို့ဆင်းဆင်းနေဆင်းဆင်းနေဆင်းရဲွားတာဆိုတော့ကျွန်တော်တို့ကအာတအားဆင်းရဲတဲ့နိုင်ငံဖြစ်သွားတယ်နောက်ပြကျွန်တော်တို့နိုင်ငံမှာဘာမှမထွက်ဘူးလားကုန်ထွက်တယ်ဗျာကုန်ထွက်တယ်ဒါပေမဲ့ဆင်းရဲတယ်ဒါပေမဲ့ဆင်းရဲတယ်အဲ့ဒါဘာလို့ကြောက်လဲဘာလို့ကြောက်လဲစီမံခန့်ခွဲတဲ့ဟာတွေညံ့ပြင်းမှုကြောက်ညံ့ပြင်းမှုကြောက်ဒါပေမဲ့ဒါကိုသူတို့လက်ခံ ်လက်မခံလက်မခံဘူးခုနကလေတွေကနေဟိုကထုတ်မယ်လို့ဒီကထုတ်မယ်မဖြစ်နိုင်တာလည်းရှောက်ပြောတယ်အဓိကတော့ဗျာကျွန်တော်တို့ဒီနေ့ဂျာသကဝိုင်းလေးကပြောချင်တာကတော့ကျွန်တော်တို့နိုင်ငံကိုဖျက်ဆီးခဲ့တာကတော့အဲလွန်ခဲ့တဲ့3နှစ်ကျော်4နှစ်အခု5နှစ်သာကာလမှာစတင်ပြီးတော့ကျွန်တော်တို့2020ရွေးကောက်ပွဲကာလပြီးသွားတော့အချိန်မှာ2021နှစ်လပိုင်းတည့်ရနေမှာစတင်ပြီးတော့ကျွန်တော်တို့နိုင်ငံကိုဖျက်ဆီးခဲ့တာတော့မအားလာပါဘူးဆိုတော့နိုင်ငံကောင်းစားဖို့မကြည့်ပဲနဲ့ကိုယ့်ရဲ့တကူကြီးကောင်းစားမှု ကိုယ့်ရဲ့ပိုင်ဆိုင်မှုတီကိုလက်လွတ်မဆုံးရှုံးကျင်တဲ့အတွက်နိုင်ငံတော်ကြီးကိုဖျက်ဆီးပြည့်ရတယ်အဲ့ဒါကလည်းကျွန်တော်ပြောပြရင်တော့သူတို့တွေတကယ်တော့အကွက်ကြကြလုတ်ခဲ့တာပါဗျဟုတ်တယ်ပလန်ချပြီးလုတ်ခဲ့တာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အခုကျွန်တော်တို့ခုဒီနေ့ပြောပြတဲ့တင်ဆက်တဲ့အရာတွေဒီမှာလဲပါပါလိမ့်မယ်ကျွန်တော်ဟိုတယ်ကလေးလေးတယောက်နဲ့တယောက်ရိုင်းဖြစ်တာအုပ်စုဖွဲ့ပြီးအာရိုက်ကြတယ်နှက်ကြတယ်မန္တလေးမှာဖြစ်တဲ့ဒါတွေဟာ စနစ်တကျနောက်ကနေပြီးတော့တွေးထိုးလာတွေးထိုးပြီးပန်ပိုးပြီးကလေးတွေကိုအရင်စိတ်တွင်းခဲ့လို့ဒီကလေးတွေဟာဒီလိုအချိန်မှာဒီလိုထဖြစ်လာတယ်ဆိုတော့ဒီလိုအရွယ်မှာတဲကအဲ့လိုဖြစ်လာပြီဆိုရင်ကျွန်တော်တို့လိုကြီးလာတဲ့အရွယ်မှာဆိုရင်မအားလားလက်တတီအများကြီးပေါ်ပေါ်အများကြီးထွက်လာဆိုတော့ဒါလည်းသူတို့ကစနစ်တကျနဲ့ရွေးခဲ့တာဥပမာသူတို့စစ်တပ်ဘက်ကလော်ဘီတွေကိုရွေးခဲ့တဲ့ဟာကိုလည်းကြည့်ပါ နော်စနစ်တကျနဲ့လောက်ခဲ့တာတယောက်ပြီးတယောက်ပေါ်ပေါ်လာခဲ့တာနော်ဥမာအာခုဖန်ခံထားရတဲ့ကောင်ဘုကောင်ဘုကောင်ပြုံးတဲ့ကောင်ဘလူနာမည်မေ့တော့မေ့မခုံးရုံရုံပြုံးနေရနောက်ထပ်အာမဲ့ကြီးနဲ့ကောင်နော်ဂရုံးနဲ့ကောင်ဒါတွေအကုန်လုံးကအလဲခွဲနဲ့ကောင်ဒါတွေအကုန်လုံးကစနစ်တကျလောက်တာနော်အဲ့တော့အဲ့ဒါတွေကျွန်တော်တို့ကတီးဖို့လိုတယ်စနစ်တကျလုတ်ပြီးတော့စနစ်တကျပေါ်ထုတ်နေတာဖြစ်တဲ့အတိတ်ကတော့သူတို့ရဲ့ channel တွေသူတို့ရဲ့ ြောတဲ့ဟာတွေအကုန်လုံးကိုကျွန်တော်တို့က white out လုပ်ထားနိုင်ပုံကောင်းတယ်အမှန်ဟိုကလေကျွန်တော်တို့ကသူတို့သွားပြီးတော့ပေါ်လိုက်မလားကြော်ပလိုက်မကြည့်နဲ့ကြော်ပလိုက်အဲ့လိုလှုပ်လိုက်ရင်သူတို့မှဥပမာ view ဥပမာကြည်အားတွေပဲနဲနဲဆိုရင်ဒီကောင်လေးပြောကြည့်ရင်တိတ်မပြောတော့ဘူးဒီကောင်လေးကိုလေကျွန်တော်တို့ကမအလောက်အမြင့်ဖြတ်သူပဲဒီကောင်လေးကိုဒီကောင်လေးကိုအမြင့်ဖြတ်မဲ့နေရလွယ်လွယ်လေးတော့သူတို့ဘာပြောပြောနားမထောင်လို့ကြော်ပလိုက်အဲ့သူတို့သူတို့ကြည့်ပါ view မတက်ဘူး မာ follower မတက်တော့ဘူးဆိုရင် तू ကြည့်ကြည့်ရှုကနေဝိုင်းသူတို့လည်းဘာမှပြောတော့မဟုတ်ဘူးသူက social media ကိုတကယ်ကိုအတုံးချပြီးတော့အဲ့တော့တခါကျရင်ကိုယ်ကနေလောက်တာကိုယ့်ဘက်ကလူတွေကလည်းအမှန်တော့ submit ကလို့ကြည့်တာနော်အမြင်ကလို့ကြည့်တာမတော်မကြည့်နဲ့တော်မကြည့်နဲ့ကြော်ပလိုက်အဓိကသူတို့ပြောတဲ့ဟာတွေကိုကျွန်တော်တို့က site ဝါဖြတ်သွားမှာဆိုလို့ site ဝါဆိုတော့နှစ်ဖက်မှာတော့ lobby ရှိကြတယ်ဗျာအမဟိုစကားသားဘက်က lobby ရှိတယ်ကျွန်တော်တို့ online ဘက်ကလည်း lobby တွေရှိတာပဲဒါပေမဲ့တခုတော့ရှိတယ်ကျွန်တော်တို့ကတိုင်းပြည်ကောင်းစားဖို့လုပ်နေတဲ့ ဒီဘက်ကအဲကျွန်တော်တို့ထားလိုက်တော့ကျွန်တော်တို့လည်းလော်ပြီးပဲဟိုဟိုမှာဗျာလော်ပြီးလုပ်တယ်ဒါပေမဲ့တို့ကဘာလဲဆိုဒီနောက်မှာလူတက်တယ်ပေါ်တာဆွဲတယ်ဓမြတိုက်တယ်ဆက်ကြီးကောက်တယ်မီးတွေရှူတယ်ဒါတွေကိုကျွန်တော်ဥပိ္ပခါပြုတ်တာတူအဲ့ဒါကိုဖုံးတာဖုံးတာအဲ့ဒါကိုဖုံးတာအဓိကတော့အဓိကတော့အဲ့ဒါကိုဖုံးစီလို့ဒီဟာကိုလောက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါတွေအကုန်လုံးလည်းဟိုဒါအသိပညာလေးပါနော်အော်ကျွန်တော်ဆရာလောက်တာမဟုတ်ပါဘူးဒါလေးတွေအကုန်လုံးကိုလည်းဥပမာတကယ်လို့တက်လာခဲ့ရင်ကြော်လိုက်အော်ကျွန်တော်တိုင်းပြည်မှာအိပ်ပျော်နေလူတွေရှိသေးတယ် အများကြီးပါတော့အမြန်နိုးပါအမြန်နိုးကြပါဘောနော်အေးရအရေးကြီးတာတော့တကယ်တော့စကားစကိုတောက်တိုင်ဖြစ်အောင် လုပ်ပေးနေတာကတော့တိုင်းပြည်မှာချမ်းသာနေတဲ့ခရိုနီတထေးဒီအားလုံးကအဲတောက်တိုင်အဖြစ်ရက်နေတယ်လို့ကျွန်တော်တို့ကတော့ထင်တယ်ထင်တယ်ပြောတာလို့ကျွန်တော်တို့ကထင်တယ်ပဲပြောတာကျွန်တော်တို့ကဟုတ်တယ်လို့ပြောတာမဟုတ်ဘူးเนาะထင်တယ်အဲ့လူတွေလည်းဟိုဘယ်လိုခေါ်မလဲခုနကလူဓမ္မနဲ့အတ္တမကိုခွဲခြားဖို့လိုတယ်ဟာလာကုမိသားသားစုကောင်းစားရေး အတွက်မကြည့်ဘဲနဲ့အများအတွက်ကြည့်ပေးမယ်ဆိုရင်လေအလူသားအဆင့်ဆိုတာဒါကိုပြောတာဒါကိုပြောတာလေအဓိကလူသားချင်းစာနာတတ်ဖို့ဟာလားလို့ပါတယ်အဲ့ဒါမှဒီဘဝမှာလာပြီးလူဖြစ်ရတယ်နဲ့တန့်မယ်လို့ထင်တယ်ကဲကျွန်တော်တို့ဒီနေ့ပြောတဲ့ဇာတ်ကားတွေကနည်းနည်းလေးရှည်သွားလေပါပဲเนาะဒါပေမဲ့ကျွန်တော်တို့ကသိစေချင်တာအကျန်းနာလေးလည်းနည်းပါအောင်အကျန်းနေလေးပါတယ်ပဲသိစေချင်တာလည်းဖြစ်တယ်အဲ့တော့ကိုယ်ပိုင်စဉ်းစားဉာဏ်နဲ့ကိုယ်ပိုင်အတွေးခေါ်နဲ့ဒါလေးတွေနားထောင်ပြည့်တယ်ဆိုရင်ကိုယ်ပိုင်တွေးကြည့်ပါကိုယ်ပိုင်စဉ်းစားကြည့်ပါ မှန်သည်မှားသည်ဆိုတာကိုကိုယ်တိုင်ဆုံးဖြတ်ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကပြောပြလို့ပဲရပါတယ်ဆုံးဖြတ်ပြီးလို့မရပါဘူးအဓိကမိမိသားတဲ့အရေးကြီးဆုံးပါအဲ့တော့ကျွန်တော်ဒီဒေါ်လာရင်းအောင်နိုင်ဖို့အတွက်ကိုကိုယ်တိုင်ဆုံးဖြတ်ပြီးတော့ပါဝင်ပါပါဝင်ပါလို့ကျွန်တော်ပြန်ဖို့ပါပြန်ဖို့ပါတတ်နိုင်တဲ့ဘက်ကနေပါဝင်ပါကိုကြီးပါပြန်ဖို့ပါအားလုံးပိုင်ခဏလေးပြီးတယ်ဟုတ်တယ်အားလုံးနာပါကြီးအခု나이ပိုင်းတော်တွင်းနဲ့စစ်တပ်ပြာဖြစ်သွားမှာအဲ့တော့ကျွန်တော်တို့ဒီနေ့အေးရနိုးကြပါဟုတ် အဲ့နေတဲ့လူတွေအဲ့နေလူတွေအဲ့ရလူကြအဲ့ရလူလိုက်ပါလို့ကဲကျွန်တော်ဒီနေ့အစီအစဉ်ကိုကြည့်ရှုနေတဲ့ညီကောင်မောင်တို့အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ